မင်္ဂလာပါရှင်11ရုပ်တန်ရဲ့ဇူလိုင်လ2ရက်နေ့ညပိုင်းသတင်းတိုင်းထုတ်လွှင့်မှုစီစဉ်စတင်မှာတော့မယ်ဒီကနေ့မှာတင်ဆက်မဲ့သတင်းတွေကတော့ငလင်းလှုပ်ပြီး3လပြည့်ချိန်မှာမန္တလေးစကိုင်းနဲ့အင်းလေးဒေသမှာ ထောင်ထဲချတဲ့မိသားစုများအနေနဲ့ယာယီခလုံးတဲများမှာရုန်းကန်နေထိုင်ကြစေဖြစ်ကြောင်းကုလသမဂ္ဂထုတ်ပြန်နေတဲ့သတင်းရွေးကောက်ပွဲဥပဒေနီးဥပဒေများထွက်ရှိပြီးမှသာဘလို့ပုံစံနဲ့ရွေးကောက်ပွဲဝင်မှာကိုပါတီအစည်းအဝေးမှာဆုံးဖြတ်မယ်လို့မွန်ညိုရေးပါတီပြောကြားတဲ့တဲ့ ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကကူညီတိုက်ခိုက်ပေးရင်ကြဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သားများကိုခေါင်းဆောင်ကင်ဂျုံအွန်ကွန်ပျူတာတွေအမေရိကန်နဲ့အီရန်တို့ရဲ့နျူကလ িয়ার ဆွေးနွေးပွဲများမြန်မြန်ပြည့်လည်စတင်ပြီဆိုတာကိုအီရန်နိုင်ငံသားရဲ့ဝန်ကြီးပေးချတဲ့တဲ့ရက်ဖိုကိုခေါ်ယူဖို့ဘိုင်ယန်မြူးနစ်အတင်းစိတ်ဝင်စားတဲ့တဲ့အစားရှိတဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာပါ ဥဆောင်တဲ့တဲ့ပုံအနေနဲ့ငလင်းလုံးပြီး၃လပြည့်ချိန်မှာမန္တလေးစကိုင်းနဲ့အင်းလေးဒေသတို့မှာထောင်နေချီရဲ့မိသားစုများအနေနဲ့ယာယီခလုံးတဲများမှာရုံးကနေထိုင်ကြဆဲဖြစ်ကြောင်းကုလသမဂ္ဂထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်းလုံးပြီး၃လပြည့်ချိန်မှာမန္တလေးစကိုင်းနဲ့အင်းလေးဒေသတို့မှာထောင်နေချီတဲ့မိသားစုများအနေနဲ့ယာယီခလုံးစရာတဲများမှာပဲရုံးကနေထိုင်ကြဆဲဖြစ်ကြောင်းကုလသမဂ္ဂကထုတ်ပြန်ပါတယ်။ တော်သမကဖွေများအနေနဲ့ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကိုကဲဖြတ်ခြင်းဒေသခံအေဂျင်နီယာများကိုလေ့ကျင့်ပေးခြင်းနဲ့မိသားစုများအတွက်ပုံမဘေးကင်းခိုင်ခန့်တဲ့နေအိမ်များပြန်လည်တည်ဆောက်ပေးခြင်းစတာတို့ကိုအထိခိုက်ခံရဆုံးသူများရဲ့ပြောကြားချက်များကိုနားထောင်ပြီးလိုအပ်ချက်ပေါ်ခြေခံလျက်လှုံ့ဆော်နေကြောင်းသိရပါသည် ကျမတို့ပြောင်းလဲထူထောင်ဖို့နဲ့ဂုံတိခါပြင်ရဖို့အတွက်ငွေကြေးနဲ့ပစ္စည်းနှမျိုးလုံးလိုအပ်ပါတယ်လို့ရက်ရွာစည်တနာဝန်တန်းဒေါ်ချယ်ရီကပြောကြားပါတယ်။ငလီလောက်ခဲ့ပြီး၃လပြည့်ချိန်အထိရန်မုံငွေမလုံးလောက်မှုကြောင့်တုံ့ပြန်ကူညီရေးကြိုးပမ်းမှုများကိုအကန့်အသတ်နဲ့ဆောင်ရွက်နေရကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကပြောကြားပါတယ်။ လက်ရှိချိန်ထိ2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့တုတ်ပြန်ရေးစီစဉ်အတွက်လိုအပ်တဲ့ရမုံငွေရဲ့စနစ်ရာခိုင်နှုန်းသာရရှိထားပြီးငလျင်အတွက်နောက်ဆက်တဲ့ရမုံငွေတောင်းခံလာရတယ်လေ36တရမ500ရာခိုင်နှုန်းသာရှိထားကြောင်းသိရပါတယ်။ဒါကြောင့်လူမှုဘဝရှင်သန်ရေးအကူအညီများတိုးမြှင့်ပေးရနိုင်ရတဲ့အထူးခိုက်ဆုံးပြည်သူလူထုထံအကူအညီများရောက်ရှိနိုင်ရန်အတွက်ကတိပြုထားတဲ့ထက်တိုး ံငွေချထားပေးရန်အရေးကြီးနေပြီးပြည်လည်ထူထောင်ရေးနှင့်ပြည်လည်တည်ဆောက်ရေးလုံနိုင်ရန်အကူအညီလိုအပ်နေသူများအတွက်ထပ်တိုးရံမုံငွေများကိုအလင်းမြန်ချထားပေးရန်အရေးကြီးကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူကဆိုပါသည်မတ်လ28ရက်ငလင်တရရဲ့နောက်ဆက်တွဲကြိုးဆက်များကြောင်းမြန်မာနိုင်ငံရှိလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များမှာများသရက်များလာပြီးရှိရင်စဲအားနည်းချက်များကိုပုံမဆိုးရလာစေကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူကထုတ်ပြန်ထားပါသည် မြန်မာနိုင်ငံတွင်လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေသူ19သရမ9သန်းနှင့်စံချိန်တင်မြင့်တက်လျက်ရှိပြီးငလျင်ပြည်မှာထပ်တိုးလူဦးရေ2သန်းဟာအရေးပေါ်အကူအညီလိုအပ်လျက်ရှိကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကထုတ်ပြန်ထားပါသည်။မြန်မာနိုင်ငံဟာမကြာခဏဖြစ်ပေါ်လာတတ်တဲ့ဘေးအန္တရာယ်များဆက်လက်ဖြစ်ပွားနေစေပဋိပက္ခများကြောင့်ခက်ခဲတဲ့လူသားချင်းစာနာမှုအကြမ်းတဲများနဲ့ကာကွယ်ဆောက် ကျောက်ရေးဆိုင်ရာအနေအများကိုဆက်လက်ရင်ဆိုင်နေရပြီးနိုင်ငံတော်မှလူဦးရေ3.5တန်းသန့်ခန့်နေရက်စွန့်ခွာနေထိုင်ကြလျက်ရှိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါသည်။မတ်လ28ရက်ကအင်အားပြင်းထန်တဲ့ငလေးလှုပ်ခတ်မှုကြောင့်မျိုးပြောင်များနဲ့ကြေးလက်ဒေသများတွင်အကြီးအကျယ်ပျက်စီးမှုများဖြစ်ပွားခဲ့ပြီးအသက်ဆုံးရှုံးမှုအင်ဂျင်နှင့်အခြေခံအဆောက်အအုံများပျက်စီးခြင်းအသက်မွေးဝမ်းကျောင်းမှုများထိခိုက်ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။ မြန်မာနိုင်ငံတွင်ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးငလင်ပေးတင်မိသားစုများဟာနေထိုင်မှုဘဝပုံမှန်ပြန်ဖြစ်ရေးအတွက်အခက်အခဲများကိုရင်ဆိုင်လျက်ပြည်လဲထူထောင်ရေးအတွက်ဆက်လက်ရုန်းကန်နေကြရဆဲဖြစ်ကြောင်းဆိုပါတယ်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲဥပဒေဤဥပဒေများထွက်ရှိပြီးမှသာဘလို့ပုံစံနဲ့ရွေးကောက်ပွဲဝင်မှာကိုပါတီအစည်းအဝေးမှာဆုံးဖြတ်မယ်လို့မွန်ညညရေးပါတီပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွေးကောက်ပွဲဥပဒေဤဥပဒေများထွက်ရှိပြီးမှသာဘလို့ပုံစံနဲ့ရွေးကောက်ပွဲဝင်မှာကိုပါတီအစည်းအဝေးမှာဆုံးဖြတ်မယ်လို့မွန်ညညရေးပါတီ MUP အတွင်မှဖြစ်သူနိုင်စံတင်က ပြောကြားပါတယ်။ လက်တလောမွန်ပြည်နယ်အတွင်းပြည်ထောင်စုတဝန်းလုံးစည်းရုံးမဲ့နိုင်ငံရေးပါတီများမှပါတီရုံးများဖွင့်လှစ်နိုင်ရန်ကြိုးစားနေကြတာကိုကြားသိရကြောင်း၎င်းတို့ပါတီများအနေနဲ့တိုင်းငယ်လုံးဝင်ပြိုင်ရမယ့်အတွက်ပါတီယုံများကိုလည်းတက်မှတ်မျိုးနေသုံးဖို့တပုံမှာဖွင့်ရမယ့်အတွက်ကြောင့်လည်းပါတီယုံတွေဖွင့်နိုင်မှုစ조사နေကြခြင်းဖြစ်ကြောင်းနေစီယုံရေးစင်းနဲ့အခြေအနေမျိုးသိမ့်မတွေ့ရသေးကြောင်းနိုင်စံတင်ကပြောကြားပါတယ်။ ကျွန်တော်တို့မှာကရက်ကြီးရောမြို့နယ်တွေမှာပါပါတီရုပ်တွေကရှိပြီးသားပါလက်တလောမှာတော့ရက်ကြီးတွေဘက်ကိုတော့မစင်းသေးပါဘူးပါတီမြို့နယ်အဆင့်စည်းဝေးတွေမှာပဲရက်ကြီးကပါတီတာဝန်ခံတွေကိုခေါ်ယူပြီးတော့အစည်းအဝေးလုပ်နေတာမျိုးရှိပါတယ်တကယ်ရက်ကြီးတွေအထိစင်းပြီးတော့စည်းရုံးရေးလှုပ်ဆောင်တာမျိုးလည်းမရှိသေးပါဘူးလို့ပြောကြပါတယ် ်ပြီးခဲ့တဲ့ဇွန်လနောက်ဆုံးပတ်တွင်ကလည်းမွန်ညညရေးပါတီမြို့နယ်ဆင့်တာဝန်ခံများအားဖိတ်ကြားပြီးလက်ရှိဖြစ်ပျက်နေတဲ့ကိစ္စများနဲ့ပတ်သက်လို့ရှင်းလင်းခြင်းနဲ့တူရွေးကောက်ပွဲနဲ့ပတ်သက်ပြီး၎င်းတို့ထံမှသဘောထားအမြင်များရယူခြင်းညှိနှိုင်းဆွေးနွေးမှုများလှုပ်ဆောင်ခဲ့ကြောင်းလည်း၎င်းကဆိုပါတယ်လာမယ့်ရွေးကောက်ပွဲကိုဘယ်လိုဖြတ်တန်းရမလဲဆိုတာကလည်းအခုဇူလိုင်လပြီးရင်ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ဥပဒေတွေနီးဥပဒေတွေထွက်လာတော့မယ်။အဲ့ဒီအပြင်ကိုမဲဆန္ဒနယ်တွေရောရွေးကောက်ပွဲစနစ်တွေရောထွက်လာတော့မှပဲရွေးကောက်ပွဲ ဲနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်သွားပြမှာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ရွေးကောက်ပွဲကိုတော့ရှောင်လွှဲလို့မရဘူးလေ။ရွေးကောက်ပွဲဥပဒေတွေနီးဥပဒေတွေထွက်လာပြီးတော့မှပဲရွေးကောက်ပွဲကိုဘလို့ပုံစံနဲ့ဝင်မလဲဆိုတာကိုပါတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့သွားမှာဖြစ်ပါတယ်လို့နိုင်စံတင်ကပြောကြားပါတယ်။လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်မြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းများအားရထားခြင်း ရွေးချယ်ထားခြင်းမရှိသေးကြောင်းနဲ့အခုဇူလိုင်လကုန်ပိုင်းကာလပြီးမှသာဆက်လက်လှုပ်ဆောင်တင်တာများကိုလှုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းနိုင်စံတင်ကဆက်လက်ပြောကြားပါသည်။လက်တလောမွန်ပြည်နယ်တွင်ပြည်ထောင်စုတဝန်းလုံးစည်းရုံးမှနိုင်ငံရေးပါတီများဖြစ်ကြသည့်ပြည်သူ့ပါတီ၊ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ကြားဖြူပါတီအစရှိတဲ့နိုင်ငံရေးပါတီမှမြို့နယ်ပါတီရုံးများဖွဲ့လှစ်ခြင်းများလှုပ်ဆောင်နေကြကြောင်းသိရပါသည်။ ဆက်လက်ပြီးယူကရိန်းစစ်ပွဲမှာရုရှားဘက်ကအကူအညီတိုက်ခိုက်ပေးရင်ကြာဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သားများကိုခေါင်းဆောင်ကင်ဂျွန်အွန်ဂုံပြည့်ရဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ယူကရိန်းကိုတိုက်ခိုက်တဲ့ရုရှားအကူအညီရမှာကြာဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သားများရဲ့အလံလွှမ်းခြုံထားတဲ့အခေါင်းများကိုခေါင်းဆောင်ကင်ဂျွန်အွန်ကဂုံပြည့်နေတဲ့ပုံများအားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားကရုရှားတို့နောက်ထပ်စစ်သားများပို့ဆောင်နေဆိုတဲ့လက္ခဏာများကိုမတွေ့ရဘူးလို့ဇူလလတရက်နေ့မှာတောင်ကိုရီးယားကကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ချိန်မှာမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အွန်ရဲ့ပုံများထွက်ပေါ်လာခြင်းဖြစ်ပါတယ်နျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့မြောက်ကိုရီးယားဟာတောင်းနစ်ကျော်ကြာမြင့်လာပြီးဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲမှာရုရှားကိုအဓိကကူညီတဲ့မဟာမိတ်နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မြောက်ကိုရီးယားကရုရှားသို့စစ်သားထောင်ချီဆစ်လွတ်ပေးခဲ့ပြီးလက်နက်တားများကိုလည်းပေးပို့ခဲ့ပါသည်။ Coast Data မှာယူကရိန်းတပ်ဖွဲ့များကိုရုရှားကတိုက်ထုတ်ရာတွင်မြောက်ကိုရီးယားကစစ်သားများဆစ်လွတ်ပေးခြင်းလက်နက်ပေးပို့ခြင်းတို့နဲ့အကူအညီပေးခဲ့ပါသည်။ရုရှားအတွက်တိုက်ခိုက်ပေးရင်မြောက်ကိုရီးယားစစ်သား600ဝန်းကျင်သေဆုံးခဲ့ပြီးနောက်ထပ်ထောင်ကနန်းဒဏ်ရာရရှိခဲ့တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်လီဆွန်ကွမ်းကတောင်ကိုရီးယားထောင်လွှင့်ရေးဌာနမှရရှိတဲ့သတင်းချက်လက်များကိုကိုးကားပြောဆိုခဲ့ပါသည်။ ကြာဆုံးသွားတဲ့စစ်သားများအတွက်ဝမ်းနဲ့နေတဲ့ကင်ရဲ့စိတ်လုံရှားနေပုံရတဲ့ပုံများအားမြောက်ကိုရီးယားနိုင်ငံပိုင်ရှုံးတန် Korean Central Television ကထုတ်လင်းပေးရမှာတွေ့ရပါတယ်။ကြာဆုံးစစ်သားများကိုဂုဏ်ပြုတဲ့ပွဲအားဇွန်လ29ရက်နေ့မှာပြုံရဲမြို့မှာကျင်းပခဲ့ခြင်းဖြစ်ပြီးအခမ်းအနားသို့ရုရှားယဉ်ကျေးမှုဝင်ကြီး ရုရှားယဉ်ကျေးမှုဝင်ကြီးအိုဂါလီယိုဘီမိုဖာတက်ရောက်ခဲ့ပါတယ်။ကြာဆုံးစစ်တဲများကိုဂုဏ်ပြုတဲ့ခန်းနာဟာရုရှားနဲ့မြောက်ကိုရီးယားတို့လက်မှတ်ရေးထိုးခဲ့တဲ့စီးရီးသဘောတူညီချက်တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာကျင်းပတဲ့ခန်းနာဖြစ်ပါတယ်။တနိုင်ငံစည်းသဘောတူညီချက်မှာပြန်လည်ကောက်ွယ်ရမယ်ဆိုတဲ့ချက်ပါဝင်ခဲ့ပါတယ်။အဲဒီခန်းနာမှာကင်ကအခေါင်တစ်ခုပေါ်တော့မြောက်ကိုရီးယားအလံအားလွှမ်းခြုံနေပုံကို မြင်ရပါတယ်။စစ်မြေပြင်ရောက်မြောက်ကိုရီးယားစစ်သားများရဲ့ပုံများကိုလည်း Korean Central Television ကထုတ်လွှင့်ပြသသွားခဲ့ပြီး ိုကျွန်တော်တို့အမိတိုင်းပြည်ရဲ့တောက်ပနေတဲ့ကျက်ပွင့်နေဖြစ်တယ်။ကျွန်တော်တို့ရဲ့သူရဲကောင်းများဂုံသိခါကိုကောက်ွဲရန်အသက်ပေးဖို့တုံဆိုင်မနေကြသူတွေဟာထုံလင်းနေတဲ့ကျဲရီလိုတောက်ပနေပါတယ်လို့ရေးထားတဲ့ပုံစံများကိုပါတပါးရေဖော်ပြထားတာကိုတွေ့ရပါတယ်။မြောက်ကိုရီးယားနဲ့ရုရှားတယောက်သူများဟာဒေသုံသူများကိုချီချူကွန်ပြူနေချိန်မှာမျက်ရည်ကျခဲ့တာကိုတွေ့ရပါတယ်။ကိုစ်ဒေတာလွတ်မြောက်ရေးအတွက်စစ်သားများဆစ်လို့ချင်းကိုကင်ကအတီးပြုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်နဲ့အီရန်တို့ရဲ့နျူကလ িয়ার ဆွေးနွေးပွဲများမြ мян ပြန်လည်စတင်မယ်ဆိုတာကိုအီရန်နိုင်ငံသားရေးဝန်ကြီးပေချရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရတီကအမေရိကန်နဲ့ဆွေးနွေးမှုများမြ мян ပြန်စမယ့်ကိစ္စကိုပေချလိုက်ပြီးအီရန်အားထက်မှန်တိုက်ခိုက်မှာမဟုတ်ဘူးဆိုတဲ့အမခန့်ချက်များဥစွာလိုအပ်လိမ့်မယ်ဆိုပါတယ်။စစ်ဆေးစနစ်တွေကိုဒီလောက်မြန်မြန်ပြန်ဆဖြစ်မယ်လို့မထင်ပါဘူးလို့အီရန်နိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ ပြန်လဲညနေနေ့တွေလို့ဖို့ကျွန်တော်တို့ဆုံးဖြတ်တဲ့အခါကျွန်တော်တို့အနေနဲ့အရင်ဆုံးအာမခံချက်လိုအပ်ပါတယ်စီရီနာရီလုံးနေတုံးမှာအမေရိကဟာကျွန်တော်တို့ကိုစစ်ရေးတိုက်ခိုက်မှုနဲ့ပြစ်မှတ်ထားတာမျိုးမလုပ်ဘူးဆိုတဲ့အမခံချက်ဖြစ်ပါတယ်လို့ RT ကပြောကြားခဲ့ပါတယ် ဲ့ဒါတွေအကုန်လုံးကိုထည့်စင်စားတဲ့အခါကျွန်တော်တို့ဟာအချိန်များများလိုအပ်နေသေးပဲလို့ထင်ပါတယ်လို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းတန်တမန်တကားပေါက်များကိုဘယ်တော့မှပိတ်ထားမှာမဟုတ်ဘူးလို့ဆိုပါတယ်။အီရန်ဟာတန်ဆင်ထားတဲ့ယူရီနီယံထုတ်လုပ်မှုကိုလာပိုင်းအတွင်းစတင်နိုင်ဝေယားရှိတယ်လို့ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်ရေးအေဂျင်စီအကြီးအကဲရာဖီဂရော့ဆိုရဲ့တုံးသက်ပြောဆိုချက်နဲ့ပတ်သက်ပြီးလဲအာရချီကိုမေးမြန်းခဲ့ပါတယ်။ တဦးတယောက်ကဘုံကျဲတက်ခိုက်တာတွေကနေယူရေနီယံတက်စင်မှုအတွက်နေပညာနဲ့သိပ္ပံပညာတို့ကိုပြတ်သုံးသွားအောင်မလုပ်နိုင်ပါဘူးလို့အီရန်နိုင်ငံသားရေးဝန်ကြီးကဖြေကြားခဲ့ပါတယ်အကြေးများကျွန်တော်တို့ဘက်ကဒီဆန္ဒရှိနေမယ်ဆိုရင်ဒီလုပ်ငန်းတွေမှာတဖန်တိုးတက်မှုပြန်ရအောင်လုပ်ဖို့စိတ်ဆန္ဒဆိုတာတည်ရှိနေပါလိမ့်မယ်ကျွန်တော်တို့ကထိခိုက်ပျက်စီးသွားတာတွေကိုမျက်မျက်ဆက်ဆက်ပြန်ပြပြီးဆုံးရှုံးသွားတဲ့ချင်းတွေကိုကာမိအောင်လုပ်မှာပါလို့ RC ကပြောကြားခဲ့ပါတယ် ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Raffle ကိုခေါ်ယူဖို့ Bayern Munich တင်စိတ်ဝင်စားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဂျာမန်ထိပ်သီး Bayern Munich တင်ဟာ Manchester United တိုက်စစ်ကစားသမား Raffle ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါဗျ။ အသက်28နှစ်အရွယ်အင်္ဂလန်တိုက်စစ်ကစားသမား Raffle ဟာ Manchester United နေပြအာမိုရနဲ့အဆင်မပြေတာကြောင့်ပြီးခဲ့တဲ့ဇန်နဝါရီက Aston Villa အသင်းကိုရာသီဝက်အငှားနဲ့တော်ရောက်ကစားခဲ့တာပါ။ Aston Villa အသင်းဟာ Raffle ကိုပေါင်သန်း40နဲ့ခွဲယူခွင့်ရှိနေပေမယ့်အပြီးတဲ့ခွဲယူမှာမဟုတ်ဘူးလို့အခုရတရပတ်အစောပိုင်းကအတည်ပြုထားပါတယ်။လက်ရှိမှာ Raffle ကိုခွဲယူဖို့ Newcastle နဲ့ Barcelona အသင်းတို့ကချိန်ဆနေကြပြီးအခု Bayern Munich အသင်းကပါသူ့ကိုခွဲယူဖို့စိတ်ဝင်စားလာတာဖြစ်တယ်လို့ဂျာမန်သတင်းစာ Bild ကဖော်ပြခဲ့တာပါ။ Bayern Munich အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက်ဂျာမန်ကွေးလင်တိုက်စစ်ကစားသမား Florian Verts ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ပြီးမြေကစားသမားက Liverpool အသင်းကိုရွေးချယ်ခဲ့ပါတယ်။ဒါကြောင့် Bayern Munich တင်းဟာအသင်းတိုက်စစ်ကိုအားပြေဖို့အတွက် Raphael ကိုစိတ်ဝင်စားလာတာဖြစ်ပြီးတိုက်စစ်မှာ Harry Kane နဲ့တွဲဖက်ပေးဖို့အစီအစဉ်နေလို့သိရပါတယ်။လေဗန်ရုပ်သံရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးကြတာပါကြီးစုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါဖြစ်ကြပါစေရှင်